ွေသိန်းသောင်းချေကုန်တန်းခံကဂျက်လီရင်နဲ့ရေခဲထောင်တီသွားပေမဲ့ထင်းတလောင်းမလာခဲ့တဲ့ဟင်းဝရံနဲ့ဆိုပြီးတို့ရဲ့ပရိဝတ်ဒီပုံများပရိသတ်များအားလုံးပဲမြင်လာပါရှင့်ဆက်လင်းစိုက်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။တိမ်မောင်းသောင်းချေကုန်တန်းခံပြီးတရုတ်ပြည်ထီသွားပြီးတော့ပရိဝတ်ဒီဓာတ်ပုံတွေရိုက်ကူးပေမဲ့ fashion ကွမ်းနေပြန်တာကတော့ဆိုပြီးတဲ့စင်နဲ့ဟင်းဝရံမှာ အထူးသဖြင့်ပြည်သက်တွေအရန်ကိုမျောလင်းတကြီးနဲ့စောင့်စားခဲ့ကြတာကသူတို့နှောင်းရဲ့ပြည်ဝတီဓာတ်ပုံတွေပါပဲ။ဘာဖြစ်လို့လဲဆိုတော့ဒီဓာတ်ပုံတွေရိုက်ကူးဖို့အတွက်ကုန်ကြစိတ်ကတိမ်ပေါင်းထောင်တောင်းချီအကုန်ကြခံခဲ့ပြီးတော့တရုတ်နိုင်ငံကနာမည်ကြီးရေခဲတောင်ထိပ်အထိကိုကိုပိုင်ဂျက်လျင်တွေရဟတ်ရင်တွေဆင်းလုံးငါပြီးတော့တွားရောက်ရိုက်ကူးခဲ့ကြတယ်လို့သိရပါဗျ။ ဒါပေမဲ့မျောလင့်ထားသည်မှကြီးကျယ်ခန်းနာပြီးအဆင့်မီလာတဲ့ဓာတ်ပုံတွေထွက်လာမလားလို့စောင့်ကြည့်ကြတဲ့ပြည်သက်တွေကတော့ဓာတ်ပုံတွေဟာတကယ်ထွက်ပေါ်လာတဲ့အခါမှာဟင်းကနေဖြစ်သွားခဲ့ကြပါတယ်။ထင်းတလောင်းမလာပမခံတာပဲ။တာမန်ဓာတ်ပုံတွေလိုပဲဖြစ်နေရဲဆိုတဲ့ဝေဖန်သံတွေကချက်ချင်းဆိုသလိုထွက်ပေါ်လာခဲ့ပါတယ်။ တကယ်တော့ဟင်းဝင်ရဲ့အစိုးပြတင်စင်တို့ဆောင်တွင်ဟာ fashion နဲ့ပတ်သက်လာရင်အမြဲတမ်းကွမ်းနေဆိုလိုတာကအမြဲတမ်းမှားယွင်းတဲ့ဝိစုံတွေကိုရွေးချယ်မိတတ်တယ်ဆိုပြီးပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုခံနေရတာကြပါပြီ။အမတ်ရစရာနေနဲ့အရင်တကောက်ဟင်းဝင်ရဲ့အစိုးပြတင်စင်ကိုလက်ထက်ခွင့်တောင်းတဲ့ proposal ပွဲမှာတောင်းမင်းသမီးအစိုးပြတင်စင်ဝစ်စင်ခဲ့တဲ့ဂါဝင်ကြီးကကြက်ချင်းတောင်းကြီးနဲ့တူတယ်ဆိုပြီး social media တခင်မှာဝိုင်းပြီးတော့ hard tag ဝေဖန်ခံခဲ့ရပါသေးတယ်။အဲဒီတုန်းကလည်းပွဲရဲ့ခံနာမှုနဲ့ဝစ်စုံကလုံးဝကိုအမဝင်ခဲ့ပါဘူး။အခု သိန်းပေါင်းတောင်းချီအကုန်ခံပြီးတော့တရုတ်ပြည်ထီသွားရိုက်တဲ့ပရိဝတ်တီဓာတ်ပုံတွေမှာလည်းဒီ fashion ကွမ်းနဲ့အမားတွေကထပ်ပြီးတော့ပါလာပြန်ပါတယ်။ပရိသတ်တွေအဓိကထောက်ပြနေကြတာကတော့မင်းသားဟင်းဝင်းရဲ့ရဲဝင်းစုံမှာသူကခံညာတဲ့အနောက်တိုင်းသရိုးသားဝစ်စုံကိုဝစ်စင်ထားပေမယ့်အရင်မှာတာမန်လောင်းကုတ်ပုံစံမျိုးချပြီးတော့ဝစ်ထားတာကိုတွေ့ရပါတယ်။တကယ်မင်္ဂလာပွဲဝစ်စုံနေမှာဆိုရင်သရိုးသားတွေကဒီလိုမျိုးလောင်းကုတ်ပုံစံမျိုးဝင်းလင်းဝေးထားမရှိပါဘူး။ဒီလိုဝင်းလိုက်တာကြောင့်ဓာတ်ပုံတွေမှာကြည့်ရတာအရန်ကိုတောဆန်နေတယ်မလိုက်ဖ က်ဘူးဈေးပေါ်သွားစေဆိုပြီးတော့ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ် ေသမီးဆိုပြတဲ့ဇင်ရဲ့တချို့သောဝိဆုံတွေကလည်းခင်မီစမ်းတဲ့သူတို့သမီးလေးပုံစံမျိုးမဟုတ်ဘဲနဲ့ရှေးခေတ်ဇလန်တွဲတွေကကွန်ရင်မေတော်တွေဝတ်တဲ့ဝိဆုံဒီဇိုင်းမျိုးဖြစ်နေရကြောင်းခင်နောက်ကျနေရလို့သုံးသပ်နေကြပြန်ပါတယ်။ငွေတွေဒီလောက်အကုန်ကြခန်ကိုပိုင်လေးရင်တွေနဲ့တကူတကသွားရိုက်ပြီးမှထွက်လာတဲ့ရလက်ကဒီလောက်ပဲလားဆိုပြီးပရိသတ်တွေကတော့မေးခွန်းထုတ်နေကြတာပေါ့။ဒီအချိန်မှာပဲတခြားတစ်ဖက်မှာမင်္ဂလာပွဲကျင်းပါတော့မယ်။ဇက်ဖို့အမင်းသမီးမေးပကြီးရဲ့ပရိဝတီတပ်ပုံတွေထွက်ပေါ်လာခဲ့ပါတယ်။မေးပကြီးတို့ဆောင်တွေကတရုတ် ပြည်ကိုလည်းမသွားခဲ့ပါဘူးရေခဲတောင်ပေါ်ကိုလည်းတက်ခဲ့တာမဟုတ်ပါဘူးဒါပေမဲ့သူတို့ရဲ့ဓာတ်ပုံတွေကအရန်ကိုခင့်မိတယ်အနောက်တိုင်းဆန်ဆန်နဲ့မိမိုက်နေတယ်ဓာတ်ပုံအလင်းအမှောင်ဝတ်စုံဒီဇိုင်းကအဆနိုင်ငံတကာအဆင့်မီတယ်ဆိုပြီးတော့ချီကျူးတန်တွေတခဲနဲ့ထွက်ပေါ်လာခဲ့ပါတယ်ဒါကြောင့်ပရိသတ်တွေကဒီစုံတဲ့နှစ်ခုကိုနှိုင်းရှင်ပြီးတော့တကယ်တော့ငွေများတိုင်းနေရာခန္ဓာတိုင်းအလားတရားကိုဝယ်ယူလို့မရဘူးအဓိကက fashion အမြင်ရှိဖို့ပဲဆိုပြီးတော့သုံးသက်မှတ်ချက်ပေးနေကြတာဖြစ်ပါတယ် ခြုံပြောရရင်တော့ဟင်းဝင်ရတဲ့ဆိုပြတဲ့ဇင်တို့ဇုံတွေကငွေကုန်ကြီးကြများစွာခံနိုင်ပေမဲ့ fashion အမြင်မရှိတာကြောင့်ရောအမြင်နဲ့ပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုခံနေရတာဖြစ်ကြောင်းတင်ပြရင်းနဲ့ဒီဗီဒီယိုလေးကိုကြည့်ရှုနေတဲ့ပရိသတ်တွေကရောဒီ priority ဓာတ်ပုံတွေပေါ်မှာဘလို့မြင်ကြလဲရှင်ဟင်းဝင်ရဲ့လောင်းကဝိဆောင်ကတကယ်ပဲမလိုက်ဖက်ဘူးလို့ထင်ပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်